ကချင်ပြည်နယ်မြစ်တနာမြို့ရံပူရက်ကွက်နေမြေ23 23တို့မှာမွေးရစေဝါတုံးဆွဲသူလူတစုကလမ်းတော်လမ်းလာပြည်သူများအပေါ်လူမိုက်ဆန်ဆန်ငွေကြေးတောင်းရခြင်းများပြုလုပ်နေတယ်လို့ရက်ကွက်နေပြည်သူများထံကသိရပါတယ်။ရံပူရက်ကွက်နေမြေ23 23လူပြတ်တဲ့လမ်းများမှာလမ်းတော်လမ်းလာပြည်သူများကိုမွေးရစေဝါတုံးဆွဲသူများကလူမိုက်ဆန်စွာပြောဆိုပြီးငွေများတောင်းရလျက်ရှိတယ်လို့ရံပူရက်ကွက်နေပြည်သူတို့က EPN သတင်းဌာနကိုဆက်တွယ်ပြောပါတယ်။ ကျွန်တော်ကည9နာရီလောက်အိမ်ပြန်တော့ပိဆက်တူလမ်းကြားကနေပြန်လာပေါ့လမ်းမှာစေးသုံးသမား၃ဦးကတာပြီးတော့ဆိုင်ကယ်နဲ့ဖုန်းပေးမလားဒါမှမဟုတ်ပါရဲပတ်စံပေးမလားဆိုပြီးချိန်ချောက်ပြီးပြောတော့ကျွန်တော်လဲပါရဲပတ်စံ2000ပေးလိုက်ရတယ်ဆိုင်ကယ်နဲ့ဖုန်းတော့ယူမသွားဘူးလို့သူကပြောပါတယ် ရံဘူးရက်ွက်အတွင်မှာလူသွားလူလာပြတ်တဲ့လမ်းများမှာမူးယစ်စေဝါရောင်ဝယ်ခြင်းမူးယစ်စေဝါသုံးဆွဲခြင်းများကိုပေါ်ပေါ်ထင်ထင်ပြုလုပ်လျက်ရှိနေပြီးအချို့မူးယစ်စေဝါသုံးဆွဲသူများမှာညနေမောင်ရီပြိုးချိန်တို့မှာလူမိုက်ဆန်ဆန်လမ်းသွားလမ်းလာပြီးသူများအပေါ်မိုက်ကြီးခွဲကငွေကြီးတောင်းရမှုများပြုလုပ်လာလျက်ရှိတယ်လို့သိရပါတယ်။ မြစ်တနာမျိုးပေါ်မှာပြီးခဲ့တဲ့ဇွန်လအတွင်းကစာရွေးရန်ဘူးကြက်ပေါင်ချံရွှေညောင်ပင်လေကုံဇီကျွန်းကျုံမင့်တောင်စီတောက်ဘူးတက်ကုံစားတဲ့ရက်ွက်တုံမှာမွေးရစေဝါရောင်းဝယ်သုံးဆွဲသူများများပြားလာခြင်းနဲ့အတူမွေးရစေဝါအလွန်အကျွံသုံးဆွဲ၍တည်ဆုံးသူများလည်းရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါမွေးရစေဝါရောင်းဝယ်သုံးဆွဲသူများကိုတက်ဆိုင်ရာအဖွဲ့အစည်းများကထိထိရောက်ရောက်ဖမ်းဆီးအေးအေးယူမှုများပြုလုပ်ပေးရန်အတွက်လည်းရက်ွက်နေပြည်သူများကလှူလာနေကြပါတယ်။ မြစ်တနာမျိုးအခြေဆိုင်လူမှုကူညီရေးအသင်းများရဲ့စည်ရေးများအရယခုလဒုတိယပတ်အတွင်းမူရင့်စေဝါကြောင့်တည်ဆုံသူ၄ဦးရှိခဲ့ပြီးတည်ဆုံသူအများစုမှာအမိမတိပိုင်ရှင်မဲ့အလောင်းများအဖြစ်ဆောင်ရွက်ပေးခဲ့ရတယ်လို့လည်းသိရပါဗျ။